မကွေးတိုင်းရေရိုမြို့နယ်ရေစွန်းတော်ရွာမှာရတားရုံလောင်း၁၁လောင်းကိုတွေ့ရှိခဲ့ပြီးအတည်ပြုနိုင်ခဲ့တယ်လို့ရေရိုတောင်းရှိ information committee တာဝန်ရှိသူတူကဗီဒီယိုသတင်းစာကိုဖြေကြားခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ၂ရက်နေ့မှာအနာသိန်းစစ်ကောင်စီရဲ့အင်အား200ခန့်ပါစစ်ကြောင်းဟာရေစွန်းတော်ရွာကိုဝန်ရောက်စီးနှင်းခဲ့ပြီးမတ်လ၄ရက်နေ့အထိတက်ဆွဲကကြီးရွာနေပြည်သူလူထုကိုတပ်ဖြတ်ခဲ့ပြီးရေရှုဖြက်စီးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ရည်ရွယ်တောင်းရှိ information committee တာဝန်ရှိသူတဦးရဲ့ထုတ်ဖော်ပြောဆိုချက်အရတည်ဆုံးသူများမှာအသက်80ကျော်အရွယ်အမျိုးသားတဦးအသက်60အရွယ်အမျိုးသားတဦးအသက်88နှစ်အရွယ်အမျိုးသားတဦးအသက်60အရွယ်အမျိုးသားတဦးအသက်86နှစ်အရွယ်အမျိုးသမီးတဦးအသက်68နှစ်အရွယ်အမျိုးသားတဦးအသက်69နှစ်အရွယ်အမျိုးသားတဦးအသက်35နှစ်အရွယ်အမျိုးသားတဦးအသက်40အရွယ်အမျိုးသားတဦး လကချံရော်မအသက်80ရွယ်မျိုးသားတဦးနဲ့အသက်50ရွယ်မျိုးသားတဦးကိုဖြစ်ကြောင်းသိရပါတယ်။ရေဒီယိုတောင်းရှင်း information committee ရဲ့ထုတ်ပြန်ချက်အရမတ်လ10ရက်နေ့မှာအနာသိန်းစစ်ကောင်စီကပခုတ်ကူမန္တလေးကားလမ်းဘေးရှိမုံချင်းကျေးရွာကိုဝန်ရောက်စီးနှင်ခဲ့ပြီးပြည်သူနေအိမ်တွေနဲ့ဈေးဆိုင်များကိုပေါက်ထွင်းမိရှုဖျက်ဆီးနေတယ်လို့မတ်လ9ရက်နေ့မနက်ပိုင်းမှာထန်းချောင်းထန်းဆယ်ပင်ရွာကိုဝန်ရောက်စီးနှင်နေတာကြောင့်ဒေသခံပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။ UN OCHA မြန်မာရဲ့2025ခုနှစ်ဖေဖော်ဝါရီလထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းလူကြီး9.5သန်းဟာလူမှုဘဝကယ်ဆယ်ရေးအကူအညီများလိုအပ်နေပြီးထောက်ပံ့ကူညီနိုင်ရန်အတွက်အမေရိကန်ဒေါ်လာ1.1ဘီလီယံကျော်လိုအပ်လျက်ရှိတယ်လို့သိရပါတယ်